စကော့တလန်ကုန်းမြင့်ဒေသကအိန်ဒိန်မှာကလေးငယ်တစ်တိုက်ကကတုံးကားကြည့်နေပါ रे သူတို့ထဲမှာဂျေမီလို့ခေါ်တဲ့ကောင်လေးတယောက်လည်းပါဝင်ပါ रे ရုတ်တရက်ထိတ်လန့်တကြားရောက်လာတဲ့မျိုးသမီးတူကကလေးတွေကိုကားထဲခေါ်သွားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအပြင်ဘက်ကနေယောဂဘိုးကူးဆက်ခံထားတဲ့ဇူမီရီဟာအိန်ဒိကောက်ကိုဖျက်ဆီးပြီးတော့ဝင်ရောက်လာကြပါ रे ဂျီမီရဲ့မိခင်ဟာတောက်ကိုကာကွယ်ဖို့အတွက်တကောက်ကိုပိတ်ဆို့နေခြင်းမှာပဲဇူမီရဲ့ကြိုက်ချင်းကိုခံလိုက်ရပါ रे ဂျီမီဟာလွမြောက်လာခဲ့ပြီးတော့သူ့အဖြစ်ဖြစ်သူရှိရာဖျားကြောင့်ထွက်ပြေးခဲ့ပါ रे ။ဘုရားကျောင်းထဲမှာဆူတောင်းနေတဲ့ဖခင်ဖြစ်သူဖာသာကဒီဖြစ်ပျက်တွေဟာဘုရားသခင်ရဲ့အလိုတော်ကြဖြစ်ကြောင်းတို့ဟာတေးဆုံးခြင်းမဟုတ်ဘဲခရစ်တော်ထံမှာအိတ်ဆက်နေကြခြင်းဖြစ်ကြောင်းဂျီမီကိုပြောပြပါလိမ့်။ဖခင်ဟာသူ့ရဲ့လေပင်ကလဝါးကတိုင်ဆွဲကြိုးကိုဂျီမီကိုလွှဲပြောင်းပေးလိုက်ပြီးတော့မကြခင်မှာပဲဘုရားကျောင်းထဲဝင်ရောက်လာတဲ့ဇူမီရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတော့တယ်။ဂျေမီယာဂျမ်းမြအောင်မှာပုံအောင်နေနေလဝါကတိုင်ကိုတင်းတင်းဆုတ်ကန်ကထွက်ပြေးခဲ့ပါလေဒီလိုနဲ့ဗိုင်းရပ်စ်ကြောင့်မလို့ United Kingdom တစ်ခုလုံးပျက်စီးသွားပြီးတော့ ဥရောပနိုင်ငံအချို့ကဗိုင်းရပ်စ်တွန်းလှန်နိုင်ခဲ့ပေမယ့်ပြည်တွင်နိုင်ငံမှာတော့လုံးဝလော်ဒောင်းချခံထားပြီးတော့အသက်ရှင်ကြိုင်ရည်သူတွေဟာကိုအားကိုကိုပြီးတော့ရှင်သန်နေထိုင်ကြရပါတယ်။နောက်တဲ့28ရက်ကြာ2025ခုနှစ်မှာတော့ပြင်းထန်ပိုင်းတွန်းငယ်လေးတစ်ခုပေါ်မှာဂျေမီဟာရွေရောက်လာပြီးတော့စပိုက်လိုခေါ်တဲ့သားတစ်ယောက်ရဲ့ဖခင်ဖြစ်နေပါပြီ။သူတို့နေထိုင်ရာကျုံးကလေးဟာဗိုင်းရပ်စ်ရောဂါဝေဒနာတစ်ခုကိုပြင်းထန်စွာခံစားနေရပြီးတကိုယ်လုံးနာကျင်လူးလိမ့်နေရပါတယ်။သူမရဲ့မျက်ညံနေရာလဲပြိုပြဲဖြစ်နေပြီးတော့စိတ်ပိုင်းဆိုင်ရာမှာလေးစူးရွားနေပါတယ်။ တရမဂျီမီနဲ့စပိုက်တို့သားဖကအစ္စလာကိုကုသမှုခံယူနိုင်မှုအတွက်အသက်ကိုရေးပြီးတော့ကျုံးမြေဘက်ဂုံးမြေကိုထွက်ခွာဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီကိစ္စကိုကျုံးပေါ်ကလုံယုံရေးကော်မတီခေါင်းဆောင်ဂျန်နီယာသဘောမတူဆိုပေမဲ့ဂျီမီကစပိုက်ကအစင်းသင်းဖြစ်နေပြီလို့အာမခံခဲ့ပါတယ်။သူရဲ့အစည်းကဏ္ဍရထွက်သွားသူပြန်မလာဘူးဆိုရင်ဘသူကမှလိုက်လံရှာဖွေကယ်ဆယ်ပြီးမှာမဟုတ်ကြောင်းဂျန်နီကတတိပေးခဲ့ပါတယ်။ ဂျေမီနဲ့စပိုက်တို့တားဖာကရေတက်ချိန်မှာရေအောက်မြုပ်သွားတက်တဲ့တံတားအနေနဲ့တစင်ဂုံးမြေဘက်ကိုကူးသွားခဲ့ကြပါလေဂုံးမြေပေါ်မှာပထမဆုံးတွေ့ခဲ့ရတာကတော့လမ်းအောင်မလျှောက်နိုင်တော့ပဲမြေပြင်မှာတွားသွားနေပြီးပိုးမွားတွေကိုတူးဆွးစားတောက်နေတဲ့ဇူမီတကောင်ပဲဖြစ်ပါလေဂျေမီကဇူမီတွေဟာ၄၅၀កောင်အုပ်စုလိုက်ရှိနေနိုင်အောင်သတိပေးပြီးစပိုက်ကို၄နဲ့ပြစ်ခိုင်းခဲ့ပါလေပထမဆုံးချိန်ဇူမီကိုပြစ်တက်ရတဲ့စပိုက်ကပျော်ရွှင်ခြင်းမရှိဘဲစိတ်မကောင်းဖြစ်ခဲ့ရပါလေ ခရီးဆက်လာကြရင်နဲ့စွန့်ပစ်ထားတဲ့အိမ်တလုံးကိုရောက်တဲ့အခါမှာတော့အိမ်ထဲမှာလူတစ်ယောက်ကိုဇောက်တိုးဆွဲထားပြီးမျက်နှာကိုပလတ်စတစ်အိမ်နဲ့စွတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဂျီမီကဒီလူဟာဇွန်ဘီဖြစ်နေပြီမလို့တပ်ပစ်ဖို့အတွက်စပိုက်ကိုပြောခဲ့ပါတယ်။ဂျီမီကကုန်းမြေပေါ်မှာလူမျိုးစုံပုံစံမျိုးစုံရှိနေနိုင်ကြောင်းကျုံးဝတာအလုံးစုံဆုံးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့လိုနဲ့စပိုက်တွေ့ဝေနေတော့မှာပဲတွေးလောင်းအစွဲခံထားတဲ့သူကကျူးပြီပြီးတော့ပြုတ်ကျလာတဲ့ခါမှာဂျီမီကပြတ်တက်လိုက်ပါတယ်။တော်ရဲကိုခီးဆက်လာခြင်းမှာပဲဂျီမီကတမင်ကောင်ရဲ့အလောင်းကိုတစ်ပင်မှာခေါင်းချိတ်ထားတော့တွေ့လိုက်ရပါတယ် ဂျီမီကဒါငြိမ်မြင်မာပြီးတော့ပါးနယ်လုံးနဲ့ဇူမီတစ်ခေါင်ဖြစ်တဲ့ Alpha ရဲ့လက်ချက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဂျီမီက Alpha ကိုအရင်ကတည်းကတီကျွမ်းမှုရတဲ့သူဖြစ်ပါတယ်။မကြာခင်မှာပဲကုန်းမြင့်စီကနေဇူမီအုပ်လိုက်ကြီးကဝိုင်းဒူးကေပုံစံမျိုးနဲ့အပြေးလွှာဆင်းလာတော့တွေ့လိုက်ရပါတယ်။ဂျီမီကဒီဇူမီအုပ်ကိုဥဆောင်လာတဲ့သူဟာသူတီးတဲ့ Alpha ဖြစ်ကြောင်းသိလိုက်ရပြီးတော့ထိတ်လန့်တကြားနဲ့ Spike ကိုဆွဲခေါ်ပြီးတော့အနီးနားအိမ်ဟောင်းတစ်ခုတည်းကိုပြေးပုံခဲ့ကြပါတယ်။ သူတို့သားဘာကအုပ်လိုက်တက်လာတဲ့ဇူမီဒီကိုမြားရီနဲ့ခံစစ်နေထားသုံးပြီးတော့ပြန်တိုက်ခိုက်ခဲ့ပြီးတော့နောက်ဆုံးမှာတော့အင်းရဲ့ထက်ကိုးပေါ်ဝင်ရောက်ပြီးတော့ပုံအောင်ခဲ့ပါတယ်ထက်ကိုးပေါ်မှာပုံအောင်နေနေမြားရီကုံသွားတဲ့အတွက်ဘာမှလုံးလို့မရတော့ကြောင်းဂျေမီယာစပိုက်ကိုပြောပြခဲ့ပါတယ်စပိုက်ကတော့ညံကောင်းတဲ့အဲဖာကိုတတ်ဖို့အတွက်မြားရီအများကြီးလိုအပ်ကြောင်းတွေးမိပြီးတော့စိတ်မကောင်းဖြစ်ခဲ့ရပြန်ပါတယ်ညဘက်မှာတော့စပိုက်ကအိမ်မထင်းမှဇူမီကြိုက်တာကိုမတ်နေစင်မှာပဲအပြင်မှာတမိန်အုပ်ကြီးပြေးလွှားတန်ကြောင်းမလို့နိုးလာခဲ့ပြီးတော့ အိမ်နေနေရန်နေပြိုကျတဲ့နေကြာနေပြီးတော့ညာရင်းချင်းပဲဒီနေရာကနေထွက်ပြေးခဲ့ရပါတယ်။ကျွန်းကိုပြန်ရောက်တဲ့အခါမှာကျွန်းရဲ့ဂိဝါကကင်းသမားတွေကဂျီမီနဲ့စပိုက်တို့ကိုတေးချာဆစ်ဆီပြီးတော့မှဝင်ဝင်ပေးခဲ့ပါတယ်။ဂျီမီယာပါတီပွဲမှာစပိုက်ရဲ့သူရဲကောင်းပုံစံကိုလုံလုံကျွန်းကျွန်းချီးမြှောက်ခဲ့ပါတယ်။ဒါအောင်စပိုက်ကဖခင်ကလူများချားမှလိန်ပြောပြီးတော့သူ့ကိုအဆက်ခွဲနေလို့ခံစားစေခဲ့ရပါတယ်။အပိုဆိုးရာကစပိုက်ကဖခင်ဂျီမီယာရူစီဆိုတဲ့အမျိုးသမီးတူနဲ့ဖောက်ပြန်နေအောင်မြင်လိုက်ရပြီးတော့ဖခင်ကိုဆက်ဆုပ်သွားခဲ့တာပါ။ စပိုက်ကမိခင်အစ္စလာနားမှာစောင်းရှောက်နေတဲ့မီးရောင်တစ်ခုကိုမြင်ခဲ့ရတဲ့အကြောင်းဆမ်ကိုပြောပြခဲ့ရကနေပြီးတော့အဲ့ဒါကဆရာဝန်ကေဆန်ရဲ့နေရာဖြစ်ကြောင်းသိလိုက်ရပါတယ်။မိခင်ကိုကုသနိုင်မှုအတွက်ဆရာဝန်ရှိနေတာကိုဖခင်ကဖုံးကွယ်ထားကြောင်းသိလိုက်ရပြီးတော့အမီတီသွားရင်ရူစီနဲ့နေမလို့လားဆိုပြီးတော့မေးလိုက်တဲ့အခါမှာဂျေမီကလည်းစပိုက်ကိုပားရလိုက်ပါတယ်။အဲ့ဒီဖြစ်ဖြစ်ကြောင်းမလို့စပိုက်ကလည်းဖခင်ကိုအဖေကဝလုံးကိုတော်တော်မတ်တာပဲဆိုပြီးငိုကြွေးကသူတို့နဲ့ဝေဝေးနေဖို့အတွက်ဖခင်ကိုဓားထုတ်ပြီးတော့ချင်းချောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဖခင်ကိုထားရိုက်ခဲ့ပြီးတော့ကင်းသမားတွေကိုအာယုံပြောင်းစေဖို့အတွက်စပားဆိုင်ကင်းကိုမီးရှို့ကမိခင်အစ်စလာကိုခေါ်ဆောင်ပြီးတော့ကျွန်းဝနေပြီးတော့ထွက်ပြေးခဲ့ပါတယ်။စပိုက်ကမိခင်ကိုဆရာဝန်ကေဆန်ရှိအောင်ခေါ်သွားနေတဲ့အချိန်မှာပဲအစ်စလာရဲ့ယောဂဝေဒနာကပုံမှုပြီးတော့ဆိုးရွားလာခဲ့ပါတယ်။လန်ခီမှာစားသောဆိုင်အပြက်ကြီးတစ်ခုစီကိုရောက်တဲ့အခါမှာတော့ဗန်စင်းတန်းငွေပေါက်ကွဲမှုဖြစ်ပြီးတော့အရစ်ဆိုရဲ့ဆက်သားတို့ကကယ်တင်ခဲ့ရပါတယ်။ အရိကအစ္စလာကိုထမ်းပြီးလိုက်ပါလာတဲ့အချိန်မှာယထာတွေးအောင်တစ်ခုတည်းရနေပြီးတော့ကိုဝင်ဆောင်ဇူမီတကောင်ကကလေးမွေးဖွားဖို့တဲ့ကြိုးစားနေအောင်တွေးလိုက်ရပါတယ်။အစ္စလာဟာယောဂဝေဒနာခံစားနေရတဲ့ကြားကအဲ့ဒီဇူမီမောင်ကလေးမွေးပေးဖို့အတွက်ကူညီပေးခဲ့ပါတယ်။ဇူမီမလည်းကလေးမွေးပြီးပြီးချင်းပဲဗိုင်းရပ်စ်ပိုးဝင်လာကြောင်းမလို့အရိကပြစ်သက်လိုက်ပါတယ်။မွေးကားကကလေးကိုပါဇူမီလို့ထင်နေတဲ့အချိန်မှာပဲယထာမိုးပေါ်ကနေပြီးတော့ဇူမီအယ်ဖာရောက်လာပြီးတော့အရိကကိုဆွဲတင်သွားကခေါင်းပြက်ကြီးကိုကင်ပြီးတော့ပြန်ဆင်းလာပါတယ်။ စပိုက်နဲ့အေဆလာတို့ထွက်ပြေးဖို့ကြိုးစားနေတော့မှဒေါက်တာကန်ဆယ်ဟာမော်ဖိန်းများနဲ့ပြစ်ပြီးတော့အေဖာကိုဖမ်းဆီးလိုက်ပါတယ်။ဒေါက်တာကန်ဆယ်ကသူတို့သားမီကိုသူတို့ရဲ့ဂေယာစီကိုခေါ်သွားပြီးတော့အေဆလာကိုစစ်ဆေးပေးခဲ့ပါတယ်။ဒီလိုနဲ့စစ်ဆေးမှုအပြီးမှာတော့အေဆလာခံစားနေရတဲ့ယောဂဝေဒနာဟာကင်ဆာယောဂဖြစ်ကြောင်းကင်ဆာဆေးတွေကအုံနောက်ထေရနေပြီးတော့ခန္ဓာကိုယ်တွေကိုပြန်ဝင်သွားပြီးယောဂဟာကျွမ်းနေပြီဖြစ်တဲ့ကြောင်းကုသလို့မရနိုင်တော့ကြောင်းစိတ်အားတက်စရာတွေကိုပြောလိုက်ပါတယ်။ spike ကသူ့မိခင်ကိုကူးတာပြီးပုံငွေတောင်းပန်နေတဲ့အချိန်မှာဒေါက်တာကန်စီက spike ကို morphine များနဲ့ပြစ်ချလိုက်ပြီးတော့ isla ကိုလည်းငြိမ်းချမ်းစွာသေဆုံးနိုင်မှုအတွက်ကူညီပေးခဲ့ပါတယ်။ isla မသေဆုံးမီမှာ zombie မှမွေးထားပြီးသားကူးစက်မခံသေးတဲ့ကလေးငယ်ကို spike ရဲ့လက်ထဲကိုထည့်ပေးခဲ့ပြီးတော့ကလေးကိုစောင့်ရှောက်ဖို့အတွက်မှာကြားခဲ့ပါတယ်။စပိုက်တတိပြန်လေရလာတဲ့ခါမှာတော့ဒေါက်တာကန်စေဟာအစ္စလာရဲ့ဥကောင်းခွန်ကိုယူလာပြီးတော့ဂေယာမှာရှိတဲ့ဥကောင်းခွန်ပုံလေးပေါ်မှာတင်းတော်ရဲ့နေရာမှာရှာပြီးတော့ထားဖို့အတွက်စေခိုင်းခဲ့ပါရီ မကြခင်မှာပဲဇွန်ဘီတွေရောက်လာကြမလို့စပိုက်နဲ့ဒေါက်တာကေဆန်တို့ဟာမြောက်ခဲနဲ့ဝေပုံးနေကြရပြီးတော့ဇွန်ဘီတကောင်လည်းဓမြောင်နဲ့တပ်ပစ်ခေးရပါတယ်ဒေါက်တာကေဆန်ကစပိုက်ကိုကလေးကိုခေါ်ပြီးတော့ဂျွန်းစီကိုပြန်ဖို့တပြောခဲ့ပါတယ်စပိုက်ကကလေးကိုခေါ်ဆောင်ပြီးတော့ဂျွန်းစီကိုပြန်ဟုတ်တဲ့ခါမှာကလေးကိုချင်းတော်နဲ့အတူတူဖခင်ဂျီမီအတွက်စားရဆောင်ရေးထားခဲ့ပါတယ်အဲဒီစားထဲမှာကလေးဟာဇွန်ဘီရဲ့သားဖြစ်ပြီးတော့ကူးဆက်မခံရကြအောင်သူရဲ့နာမည်ကိုအစ်စလာလို့ပေးထားကြအောင်ကလေးကိုစောင့်ရှောက်ပေးဖို့မှာကြားခဲ့ပါတယ် ဂျေမီယာလွမ်းဖျားလွမ်းတာနဲ့စပိုက်ရဲ့နောက်ကိုလိုက်ဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာပဲစပိုက်ကကုန်းမြေပြင်ပေါ်ကဒုတ်သားလက်နက်တွေနဲ့ဇွန်ဘီတွေကိုကျွမ်းကျင်စွာတိုက်ခိုက်နေကြတဲ့အဖွဲတစ်ဖွဲ့နဲ့ပူးပေါင်းသွားရင်းနဲ့ဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာ။